ဒီအနဝတီကောင်ကပင်လယ်ကိုပိုကြောက်စရာကောင်းအောင်လုပ်နေတယ်။ပင်လယ်ထဲမှာကြောက်စရာကောင်းတာတွေနဲ့ပြည့်နေတယ်ဆိုရင်တော့အခုပြောပြမယ့်ပင်လယ်နေတီကောင်တစ်မျိုးကလည်းအဲ့ဒီထဲမှာအပါဝင်ပဲဖြစ်ပါတယ်။ဒီတီကောင်ကဘာတီကောင်မျိုးများလဲ။သူကဘာကြောင့်ကြောက်ဖို့ကောင်းနေရလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးထဲမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ Thalassophobia ဆိုတာကိုပင်လယ်ကိုကြောက်တတ်တဲ့စိတ်ရောဂါလို့ခေါ်တာဖြစ်ပါတယ်။အဲဒီလိုဖြစ်လာအောင် လုပ်နေတဲ့အရာတွေမှာစည်ရင်သွင်းရမယ့်အကောင်တစ်ကောင်ကတော့ ဘောပစ်တီကောင်ပဲဖြစ်ပါတယ်တချို့ကလည်းဘောပစ်တံပြားကောင်လို့ခေါ်ကြပါလိမ့်မယ်။အမှန်တော့တီကောင်ရောတံကောင်ရောမဟုတ်ပါဘူး။ဆိုတော့သူတို့ကိုဘောပစ်လို့ပဲခေါ်လိုက်ကြရအောင်ပါ။ဗီဒီယိုမှာမြင်တဲ့အတိုင်းဒီကောင်တွေရဲ့ပုံစံကဒိုင်နိုဆော ကားထဲမှာပါတတ်တဲ့ကောင်တွေရုံမျိုးနဲ့ပါ။ အဲ့ဒီအပြင်ငားတွေကိုလည်းဖြက်ကနေဖြက်ကနေဖမ်းပြီးတော့သူပုံးကွယ်နေတဲ့ပင်လေသေးတွေတဲကိုဆွဲချသွားပါသေးတယ်။ဒါကြောင့်ဒီကောင်တွေကိုမြင်ပူးတဲ့သူတွေကဒီကောင်တွေကိုကြောက်ကြတာမဆမ်းပါဘူး။ပြီးတော့ဒီကောင်တွေကအခုမှတင်ရှိတာမဟုတ်ပါဘူး။သူတို့ကကဘာပေါ်မှာလူသားတွေထက်အရင်ဖြစ်တည်လာကြတာပါ။လွန်ခဲ့တဲ့နှစ်သန်း200ကျော်ကလေးက ဒီကောင်လေးရဲ့ဘိုးဘေးတွေရှိနေတာကိုကျောင်းဖြစ်ရုပ်ကျွင်းနေမှာရှာတွေ့ထားပါတယ်။အဲဒီတော့ကဆိုရင်ဒီကောင်လေးကပါဇက်တင်၃ပေကျော်လောက်ရှိခဲ့ကြတာပါအခုတလောက်ပဲရှိတော့တာလူတွေကန်ကောင်းတာပေါ့သူတို့ကပြက်အားဖြင့်တိတ်မရှိပါဘူးအများဆုံးမှ၃စင်တီမီတာဒါမှမဟုတ်တလက်မကျော်ကျော်လောက်ပါပဲရှည်တာကတော့၁၀ကျော်အထိရှိပါတယ်သူတို့ခန္ဓာကိုယ်လည်းပင်လယ်ကျန်းပြင်သဲရီထဲမှာအမြဲမြုပ်ထားပြီးတော့အဲ့ဒီတည်းကနေထွက်လာအနားရောက်လာတဲ့ငါးတွေကိုဖမ်းဆားတာပါ ဖန်ပုံကလည်းတဲတဲကိုဆွဲထည့်သွားတာဆိုတော့တွေးကြည့်ရင်လန့်စရာကြီးပါသူတို့ခေါင်းမာကအာယုံကန်ဥမြင်ငါးချောင်းတောင်ပါပါတယ်အဲ့ဒီဥမြင်နေတဲ့ရေထဲမှာဓာတ်ရုခြေရာတွေပြီးတော့လှုပ်ရှားမှုခြေရာခန္ဓာတွေလှုပ်ပြီးတော့အမဲလိုက်တာဖြစ်ပါတယ်အမောင်ထဲမှာပါကောင်းကောင်းအလုံးလုံးနိုင်ပါတယ် တချို့အစိုးရအရာသူတို့ပါဇက်အဝမှာပါတဲ့အစွဲကျုံတွေမှာဓာကောင်လေးကိုအကျော်ဆွဲသွားအကျော်တည်သွားအောင်လုပ်ပြနိုင်တဲ့အစိတ်တမျိုးပါတယ်လို့လည်းဆိုကြပါတယ်။ဒါကတော့စောင်းကြီးလေးလာနေတဲ့သူတွေရဲ့အဆိုပေါ့အတီရောမပြူရသေးပါဘူး။စံသက်ခန်းဒီထဲမှာဖြေရှာနေတုန်းမှာပဲမဟုတ်ပါစေနဲ့လို့ဆုတောင်းအမယ့်သဘောပါ ဒီကောင်လေးထူးခြားတဲ့အကြောင်းကိုဆက်မပြောသေးခင်အခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအများကြီးကြည့်ရှုချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ interest knowledge page လေးကို like and follow လုပ်ထားပေးဖို့အရင်ဆုံးတောင်းဆိုချင်ပါတယ်။အကောင်းဆုံးလေးကိုပဲကျွန်တော်တို့ရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ Bobbis တရားမျိုးပွားပုံလေးထူကြပါရယ်သူတို့ခန္ဓာကိုယ်နှစ်ပိုင်းသူတို့ဘာသာပိုင်းဖြစ်ပြီးတော့နှစ်ပိုင်းလုံးဝနေလဲအကောင်အသစ်တွေဖြစ်လာနိုင်ပါတယ်ဒါကသူတို့အကောင်မျိုးပွားပုံမျိုးဖြစ်ပါတယ် ောက်တစ်မျိုးကတော့ဥချရဖြစ်ပါတယ်။အမရိယာတရေမအောင်သေးတဲ့ဥတွေကိုချပေးပြီးတော့အထီးတွေကအဲ့ဒီဥတွေကိုတရေအောင်အောင်လုပ်ပေးရတာပါ။ဆိုတော့သူတို့ရဲ့တရေအောင်ခြင်းဖြစ်စဉ်ကကိုခန္ဓာအပြင်မှာဖြစ်တာဆိုရင်လည်းမမားပါဘူး။ဖြစ်ပုံဖြစ်နည်းကလည်းပါဇက်အဟောင်းသားဖြစ်ချင်စရာပါ။ဘောဘင်းစတေမိလိုက်ချိန်ရောက်လာပြီဆိုရင်အထီးနဲ့အမတွေကသူတို့ခန္ဓာကိုယ်အောက်ပိုင်းကိုဖြုတ်ပြီးတော့ထုတ်လိုက်ပါတယ်။ပြီးတော့ရေမျက်နှာပြင်သားကိုလွှတ်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီမှာအမရိယာဥချပြီးတော့အထီးတွေကတရေအောင်အောင်လုပ်ပါတယ်။ရှေ့ရကျန်တဲ့ကိုအပိုင်းကတော့ဆက်ပြီးတော့အမဲလိုက်စားတောက်နေထိုင်တော့မှပဲ။ဥရေချပြီးရင်ပြတ်သွားတဲ့နောက်ပိုင်းတွေကအကောင်တက်ဖြစ်လာသလိုဥရေရနေလည်းအကောင်လေးတွေပေါက်လာကြမှာပါ။တကယ်အစမ်းစီးပါပဲ။ဒါကြောင့်တချို့ပညာရှင်တွေကပင်လယ်ကြီးကိုရိုင်းကတခြားချို့တစ်ခုပါပဲလို့ဆိုကြတာပါ။ ဘောဘစ်စတီကိုအရန်တော့ကြောက်ဖို့မလိုပါဘူး။သူတို့ကပေတရာကျောင်းကနေ150ကျော်လောက်အနက်ရှိတဲ့ဈမ်းပြင်းနေမှာမှရှိတာပါ။ကန်ဆာမှာသူတို့ကိုမတွေ့နိုင်ပါဘူးဒါပေမဲ့ဘယ်မှာတွေ့နိုင်သလဲဆိုရင်တော့ပင်လယ်ရင်နဲ့မွေးရတဲ့ငါးမွေးခံကြီးတွေအန်နဝါပြားလိုက်တွေမှာရောက်လာနိုင်ပါတယ် တမင်မွေးတော်မဟုတ်ပဲပါလာတာပါသူတို့ကဥရီကိုပင်လေကြောက်တွေထဲမှာချထားတာကိုငားခံနေထဲဖို့ဆိုပြီးတော့ပင်လေကြောက်တွေကိုယူလာတဲ့အခါအဲ့ဒီဥရီပါလာပြီးတော့အကောင်ပေါက်တဖြည်းဖြည်းကြီးလာတော့တာပေါ့အစာပိုင်းမှာသူတို့ကရေထဲရပိုးမွားတွေသစ်ပင်လေးတွေကိုပဲစားပြီးတော့နေပါတယ် အရွယ်ရောက်လာရင်တော့အစာရှာတော့တာပေါ့အင်္ဂလန်ငါးပြားတိုက်တစ်ခုမှာငါးရီတီတီနေလို့လိုက်ရှာတော့ဘောဘစ်တကောင်ကအစာပြည့်နေတာကိုတွေ့လိုက်ရပါတယ်။ဒါနဲ့ဒီကောင်ကိုဖန်ဘယ်ရီလို့နာမည်ပေးပြီးတော့တသက်ကန်တစ်ခုပေးထားလိုက်ပါတယ်။အဲဒီပြားတိုက်မှာတော့လူကြိုက်အများဆုံးကောင်ကဘယ်ရီပါပဲ။ပရိသတ်ကြီးတို့ရောပင်လယ်ထဲမှာဘလို့ထူးခြားတဲ့အကောင်မျိုးတွေကိုမြင်ဘူးကြလဲ။အောက်ကကောမန်လေးထဲမှာပြပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။